မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နှင့်ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ကျေးဇူးတင်ပါရစေ။နှုတ်ကပတော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။ သခင်ယေရှုမွေးနေ့တော်အချိန်ကာလမှာမွေးနေ့ရှင်သခင်ယေရှုခရစ်တော်ဖခင်နဲ့သက်ဆိုင်ပြီးကျွန်တော်စင်ကြင်ရမယ်နှုတ်ကပတော်ကိုစင်ကြင်တဲ့အခါနားလည်နိုင်တဲ့မြန်မြန်မျက်စိအလင်းသရှင်သောဝိညာဉ်တော်ဖခင်ဖွင့်ပြလျက်ကောင်းချီးပေးပါနေ့တိုင်းကြည့်ရှုသူအားလုံးကိုကောင်းချီးပေးတယ်အခုကျွန်တော်ပြောတာထက် ကိုတော်ပြောခြင်းသာ ဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါれဖခင်အာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော် ခေါင်းစဉ်တစ်ခုနားထောင်မှာဖြစ်တယ်အဲ့ဒီခေါင်းစဉ်ကမွေးနေ့ရှင်သခင်အားပေးတတ်သူများအဲ့ကျွန်တော်တို့ဒီခေါင်းစဉ်ကိုဒီကနေ့ဆင်ကျင်ခေါ်အားယူမှာဖြစ်တယ်လုံခဲ့တဲ့ရက်တွေကတော့မွေးနေ့ရှင်သခင်အားမပေးတတ်သူများဟောဒီရှုခရစ်တော်ကိုမပေးတဲ့သူ၃ယောက်အကြောင်းကျွန်တော်ပြောပြခဲ့တယ်တကယ်ရှုမွေးဖွားတဲ့အချိန်တုန်းကတဲခိုကန်းပိုင်ရှင်ကနေရာမပေးခဲ့ဘူး ်သခင်ယေရှုဒီစာကြီးလဲ့လဲတဲ့အချိန်မှာရှမာရိအမျိုးသမီးကယာကုပ်ရေတွင်မှာသခင်ယေရှုရေတောင်းတောက်တဲ့အခါအဲ့ဒီမျိုးသမီးသခင်ယေရှုကိုရေမပီးခဲ့ဘူးသခင်ယေရှုရှိရတော့သူအကုန်ယူတယ်ဒါပေမဲ့သခင်ယေရှုကိုရေမတိုက်ခဲ့ဘူးနံပါတ်3ကတော့ကားတိုင်းဘဝလူဆိုးကြီးနှစ်ယောက်မှာတစ်ယောက်ကသခင်ယေရှုကိုအသက်တာမပီးခဲ့ဘူးသခင်ယေရှုညင်းပယ်တဲ့အခါမှာသူထာဝရသက်ဆုံးရှုံးတယ်ဒါသခင်ယေရှုကိုမပီးခဲ့တဲ့သူတွေ ဒါကျွန်တော်အများကြီးရှင်းပြခဲ့တယ်အခုကတော့ကျွန်တော်တို့တခေရှုပေးတတ်တဲ့သူတွေပေါ့နော်ပေးခဲ့တဲ့သူတွေအထူးသဖြင့်ဒီမွေးနေ့တော်ချိန်ကာလတခေရှုခရစ်တော်ရဲ့ဝိဖွားခြင်းနဲ့ဆိုင်တဲ့ချိန်ကာလမှာတခေရှုခရစ်တော်ကိုပေးတတ်တဲ့သူတွေတဲမှာမှာကျွန်တော်တုံးယောက်ကိုဒီလိုပဲနားထောင်มาဖြစ်တယ်ဟောမပေးခဲ့တဲ့သူတုံးယောက်ကိုနားထောင်ခဲ့ပြီအခုပေးတဲ့သူတွေတုံးယောက်ကိုနားထောင်ကဲတပတ်တိပေးတဲ့သူကတော့ဘာလို့လဲဆိုတော့မာရီဖြစ်တယ်မေရိုမာရီ သူကဘိုက်ပေးတယ်နော်ယေရှုခရစ်တော်သူ့ရဲ့ဘိုက်ပေးတယ်နားလည်အောင်ပြောတော့ဒါကျွန်တော်ကနားလည်လွယ်တဲ့အရက်သုံးစကားနဲ့ပြောရင်တော့ဘိုက်ပေးတယ်လို့ပြောပေးမယ်သူ့ရဲ့အသက်တာကြီးတစ်ခုလုံးခန္ဓာစိတ်ဝိညာဉ်အကုန်လုံးကိုပေးလိုက်တယ်အလုကခန်းကြီးတဲ့အငယ်38မှာဒီလိုရေးထားပါတယ်။မာရိကကျွန်ုပ်ဒီထောက်ဖျားကြီးကျော်မဖြစ်ပါကြီးကိုရောကြီးစကားအတိုင်းကျွန်ုပ်နိုင်ဖြစ်ပါစေသောဟုဝန်ခံပြီးမှ ကောင်းငင်တပန်ဒီမာရိထာမသွားလေဤလုကာခန်းကြီးတဲ့ငွေ38အဲ့တော့မေရိုမာရိကတော့ကျွန်တော်အားလုံးသိတယ်သူကတော့ခရစ်စမတ်ကာလရောက်ရင်တော့အလွန်တရာမှထူးခြားတဲ့သူတယောက်တို့အစဉ်မြဲချီးကျူးခြင်းခံရတဲ့သူဖြစ်တယ်အဘိဓမ္မာဆိုတော့သူပြီးတဲ့အရာကလည်းအောင်းစရာသိကောင်းတယ်အဲ့တော့မာရီဆိုတဲ့နာမည်အတိတ်ဘယ်ကထာဝရဘုရားချီးမြှင့်ခံရသူလို့အတိတ်ဘယ်ရတယ် ။အော်ကျမ်းစာထဲမှာမာရိနာမည်တူ9ယောက်ရှိတယ်။နာမည်တူပေါ့နော်။မာရိနာမည်တူ9ယောက်ရှိတယ်။အဲ့ဒီတဲ့ကနေမှအခုကျွန်တော်လေ့လာနေတာမေရော်မာရိဖြစ်တယ်။အော်မေရော်မာရိကသူ့ရဲ့တမိုင်းကိုနည်းနည်းလေးအတိတ်ကိုပြန်ပြီးတော့လေ့လာရင်သူကယောသက်ဆိုတဲ့ပုဂ္ဂိုလ်နဲ့သူကကျမ်းစာဘလို့ရေးထားလဲဆိုတော့မာသဲခန်းကြီးတဲ့အငယ်16ရထိမ်းများတယ်တဲ့။ဒါပေမဲ့မဆက်တင်ရသေးဘူး။ အဲ့တော့ယုတ်တဲ့သူကထိမ်းမြမှုရှိတယ်ဒါပေမဲ့လုံးဝမရှက်တင်ရဘူးပြောကြတာမပေါင်းဖော်ရသေးဘူးကျွန်တော်မြန်မာပြည်အရဆိုရင်တော့အနည်းဆက်ဆုံးပြောရင်တော့သူကစိစက်ထားတယ်ဒါမှတော့ဆေကျွတ်တာတော့ဘာသာပြန်တာထိမ်းမြခြင်းလို့ဘာသာပြန်ပြီးမယ်အနည်းဆက်ဆုံးကတော့ engagement လုပ်ထားတယ်ဒါပေမဲ့ရှက်တင်ခြင်းပေါင်းဖော်ခြင်းယုတ်တဲ့သူအတူပေါင်းတင်ခြင်းလုံးဝမလုပ်ရသေးဘူးဘာသူကသိလဲဖျားခင်ကသိတယ် ပေါင်းဖော်ခြင်းမလုပ်ထားလို့လေရွေးတာယောသနဲ့သာသူပေါင်းဖော်ခြင်းရှိရင်ရွေးခြင်းခံရမှာမဟုတ်တော့ဘူးဆိုတာကတော့ဧကံမလွဲပဲအော်ဒီအောင်ကြည့်ကြပြီမာရီနဲ့ယောသဟာပေါင်းဖော်ခြင်းလုံးဝမရှိဘူးအပြူကညာ virgin နော်မာရီမေရိုမာရီယာအပြူကညာစစ်စစ်ဖြစ်တယ်ပြီးတော့သူကစိတ်ဆက်ထားရင်သူတို့ဂျူးတွေမှာနည်းနည်းထုံးစံတစ်ခုရှိတယ် အဲ့ဒါဘယ်ဦးတင်သွားဖတ်ရင်တွေ့ရမလဲဆိုလုကာခန်းကြီး15ရှစ်ကနေ30တိဖတ်ရင်တွေ့ရမယ်လုကာ15ရှစ်က30မှာနော်တခေရွှတ်တာဥပမာတွေပြောတဲ့အခါမှာဒီပျောက်သောသူပျောက်သောဒင်ကာပျောက်သောသားအဲ့ဒီဥပမာတွေပြောတယ်အဲ့မှာမှပျောက်သောသားမှာတော့နှစ်ယောက်ရှိတယ်နော်အဖေရှိကနေသားငယ်ကယူပြီးဝေးသောပြီကိုသွားပြီးတော့စုပ်ပြတ်သက်သွားပြီးမှနောင်တရပြီးပြန်လာတာဒါသားငယ်ပျောက်တာနောက်သားကြီးကအိမ်မာနေပြီးပျောက်နေတာ သူ့ညီငယ်လာတော်သူလက်မခံနိုင်ဘူးဖြစ်နေဒါလည်းအိမ်မာနေပြီးပျောက်တဲ့သားအိမ်မာအဖေနဲ့တော့တူရှိတယ်ဒါပေမဲ့သူ့နှလုံးသားကပျောက်တယ်ခွင့်မလွတ်နိုင်ဘူးခြိနှောင်ထားတယ်ညီလေးကိုမြင်ပြင်းကတ်တယ်အဖေကိုနားမလည်နိုင်ဘူးအဲအရသားကြီးလည်းပျောက်တာပဲအဲ့တော့အိမ်ပျောက်ချင်းနေတယ်ကွာဒီဒင်းကားပျောက်တယ်ဆိုတာကဒါမေရိုမာရီတို့ လက်ထက်မှာဆက်ဆက်လို့ဒါလေးပြောပြခြင်းတယ် အရင်တော့ကဒီသူတို့ကစဉ်းဆက်ထားရင် engagement လုပ်ထားရင်သူတို့သားလောင်းကသူတို့သမီးလောင်းကိုဒင်းကားပြဆယ်ပြပေးရပါတယ်။အဲဒင်းကားပြဆယ်ပြကိုသူတို့သမီးကကျိုးနဲ့ချီပြီးဒီနှစ်ဖူးမှာစီးထားစီးထားအဲ့တော့သူက6လတည်တည်စောင့်ကြည့်ပါတယ်။အဲ့6လအတွင်းမှာအဲ့ဒင်းကားဆယ်ပြားတပြားမှပျောက်လို့မရဘူးအကိမ့်မြ6လအတွင်းမှာဒင်းကားတပြားနှစ်ပြားပျောက်လို့ပြန်ပြီ မပြနိုင်ဘူးဆိုရင်အဲ့ဒီစိတ်ဆက်ထားတဲ့အမျိုးသမီးနဲ့ကွာရှင်းခွင့်ရှိတယ်။ဘာကြောင့်လဲဆိုတော့အိမ်တောင်ကိုထိမ့်သိမ့်မဲ့အမျိုးသမီးတယောက်ကဒီဒင်းကားဆယ်ပြားတော်မထိမ့်သိမ့်နိုင်ရင်အိမ်တောင်ကိုဘလို့ထိမ့်သိမ့်မှာလဲဆိုပြီးတော့ဒါဂျူးတွေကအဲသူတို့ရဲ့ထုံနှန်းစင်ရှိတယ်။ဟောဒီအောင်ကြည့်ကြရဖြင့်ခတ်မှန်းတာကဒါ ကျူးလူမျိုးတွေမှာအမျိုးသမီးတွေကစိတ်ဆိုင်ယောက်ျားလေးပေးတဲ့သရိုးသားလောင်းပေးတဲ့ဒင်းကားဆယ်ပြောက်ခေါင်းမှာကျိုးနဲ့ချီထားရတယ်။ညအင်းရင်တော့သူချွတ်အောင်မပေါ့မပြောက်အောင်ထိန်းသိမ်းထားသူ6လစောင့်ကြည့်တာအကြီးတဲ့မှာတစ်ခုနှစ်ခုတပြားနှစ်ပြားပျောက်သွားပြီဆိုရင်တော့ဒါဒီသရိုးသားကကြိုက်တယ်လို့ဆုံးဖြတ်ခွင့်ရှိသွားပြီ question လို့လည်းရတယ်မထိန်းသိမ်းနိုင်လို့ဒင်းကားတော့မထိန်းသိမ်းနိုင်တာ မိသားစုအိမ်တောင်ခင်မွန်းသားသမီးကိုဘလို့ထိမ့်သိမ့်မလဲဒီလိုမျိုးတို့ကအယူဆရှိတယ်အခံယူချက်ရှိတယ်ဟောဒါကိုကြည့်ခြင်းအဖြစ်မေရိုမာရီကလည်းဒါယောသန်နဲ့သူကစိတ်ဆက်ထားတယ်ဆိုကြဲကသူ့မှာလည်းဒီသူ့ရဲ့ထုံးစံရဆိုတာဒင်းကဆယ်ပြားယူထားရပြီးတော့ခြိထားရမဲ့သဘောလေးရှိနိုင်တယ်ဒါခတ်မှန်းတာဒါခတ်မှန်းတာဘောက်ဂျူးရဲ့နောက်ခံသမိုင်းကိုနည်းနည်းပြောပြတာ ဒါကြောင့်လေဒီလုကာခန်းကြီး15အငယ်10ကနေ30အထိဖတ်ရင်ကျမ်းစာမှာဒီလိုရေးထားတော့အမျိုးသမီးတယောက်ကတဲ့သူအမျိုးသမီးလိုရေးထားမိန်းမတစ်ယောက်တဲ့အဲ့လိုရေးထားတယ်။ဟောဒီယောက်ကြီးကပြင်ကျင်းသေးတယ်သူတို့အရင်ခက်ကစိတ်ဆက်ထားတဲ့အမျိုးသမီးကဒင်းကဆယ်ပြားကောင်းမှပတ်ထားတော့ကျော်ရက်လေးအရင်ဖတ်ပြမယ်လုကာခန်းကြီး15အငယ်10မှာတနည်းကတစုံတယောက်သောမိန်းမနိုင်ငွေဆယ်ပြားရှိ၍ တပြားပြောက်လင်စီမီးထိုး၍မတွေ့မီတိုင်အောင်တအိမ်လုံးလဲ၍စိစိမရှာဘဲနေမီလောတွေ့ပြီလင်ဆွေခင်မွန်းအိမ်ကြီးချင်းများကိုခေါ်၍ပြောက်သောငွေကိုငါတွေ့ပြီငါနှင့်တူဝမ်းမြောက်ကြလောဟုဆိုတတ်သည်မဟုတ်လောဒါတကယ်ရှိအောင်ဥမာပြောတဲ့အခါမှာဒီဥမာကိုထည့်ပြောတယ်ဒါရင်တော့စိစကြောင်းလန်းပြီးသွားရင်ဒင်းကားဆယ်ပြားအမျိုးသမီးတွေကိုသရိုးသားလောင်းနေရပြီးထားတပြားပြောက်တာနဲ့အသေးအံရှာတယ်ဘာမရှာရင်အဲ့သရိုးသားလောင်းနဲ့ပြတ်သွားမှာ အတွေ့တဲ့ကမ္ဘာအလုံးနဲ့တူတူဝမ်းမြောက်တယ်တဲ့ဒါအမျိုးသမီးဒါစိတ်ဆက်ထားတဲ့အမျိုးသမီးအကြောင်းကိုပြောတာဒီချမ်းပိုက်ကဒါပေမဲ့ဂေရှုကအဲဒီမှာ သူအဓိကပြောချင်တဲ့အကြောင်းရင်းကတော့လုကာခန်းကြီး15အငယ်30မှာထိုနည်းတူငါဆိုသည်ကဘုရားသခင်ကောင်းကင်တမန်တို့သည်နောင်တရသော လူဆိုးတယောက်၌ဝမ်းမြောက်ခြင်းရှိသည်ဟုမိန့်တော်မူ၏ဟောနားလည်အောင်ပြောရင်တော့တခိရှုကဒါပျောက်ဆုံးခြင်းတွေကိုပြောတာ သင်္ကားပြားဆိုတာကပတ်စံလူသိတာမို့လူကပတ်စံအောင်လိုက်ရှာတာလीအဲ့ဒီလိုပဲသခင်ရှုခရစ်တော်ကိုမသိဘဲနဲ့ပျောက်ဆုံးနေတဲ့ဝိညာဉ်နဲ့အများကြီးရှိအဲ့ဒါကို ကျွန်တော်တို့ကဤဝင်ကလေးတရားဝီငှပြီးရှာဖွေရအဲ့ဒီမသိတဲ့သူတွေသခင်ရှုကိုသိပြီးအသက်တာပြောင်းလဲရင်ကောင်းငင်သားတွေကဝမ်းမြောက်မယ်ဒါကိုဖော်ပြခြင်းလေဖြစ်တယ် သိုးကြတော့ဒါတိုးရင်းတယောက်နေနဲ့သိုးကိုပြန်ရှာပြီးတွေ့တဲ့အခါဝမ်းမြောက်ခြင်းသားကြတော့ဖခင်တယောက်နေအနေနဲ့အဖေကသားကိုဆုံးရှုံးရပြီမဲ့သားပြန်လာတဲ့အခါပျောက်သောသားအဖြစ်ပြန်နောင်တရတဲ့ဒီပျောက်သောသားအဖြစ်အဖေကဝမ်းမြောက်လာဒါယုံကြည်သူပြန်ပြောခြင်းလည်းဖြစ်တယ်ဒီဒင်းကားဆိုတော့မယုံကြည်သူအဓိကပြောတာပေါ့ပတ်စံဆိုတာကလူကိုမသိဘူးလေလူကတော့ပတ်စံကိုလိုက်ရှာတာ တောင်းပြောချင်တာကကောင်းငင်သားတွေဝမ်းမြောက်တာကသခင်ရှုခရစ်တော်ကတည်းကရှင်ဖြစ်ယုံကြည်လက်ခံပြီးအတိတ်မှာဘလောက်ဆိုးပါစေအသက်တာပြောင်းနေပြီးတော့မှကတည်းကစိတ်ချမှုရပြီးတော့ဖခင်သားမီးဖြစ်ရင်ကောင်းငင်သားတွေဝမ်းမြောက်တယ်ဒါကိုဒင်းကားပြားနဲ့ဥမာနှိုင်းထားတယ်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်အရင်ခက်ကလည်းဒီစိစက်ကြောင်းလန်းထိုင်အဲ့ဒင်းကားပြောက်ခေါင်းမှာခြိထားပျောက်လို့မရအောင်တပြားမှာတော့ဒီအောင်ကြည့်ခြင်းအဖြစ်ဒါ မေရိုမာရီကလည်းခတ်မှန်းရတာဒါခတ်မှန်းတာကိုပြောတာနော်သူတို့ဂျူးတုံးဆိုင်ကသူလေးကောင်းမှဒင်းကားပြဆေပြချီထားနိုင်တယ်ဘာကြောင့်လဲဆိုတော့ engagement လုပ်ထားတယ်ဒါလုံးဝမပေါင်းဖို့တနေ့ပေါင်းဖို့ရတော့မယ်များမကြခင်ဇနီးမောင်နှံဘဝရောက်တော့မယ်အဲ့ဒီမရောက်ခင်ချိန်လေးမှာတခီရှုသူက breathe တွေဆွဲနေတယ်ဘာသူအဖြစ်လဲယောသအဖြစ်ပေါ့ တန်ရှင်းသောဝိညာဉ်တော်အဖြစ်မေရောမာရီဝမ်းမှာပြိသရီဆွဲနေတာအဲ့ဒီပြိသရီဆွဲခြင်းနဲ့ပတ်သက်ပြီးတော့အကောင်းငယ်မှလာမီးတာအဆွဲနေတယ်ဆိုတဲ့အကြောင်းအရာကဒီပြိသရီတဲမှာဖြစ်ကြောင်းအကောင်းငယ်မှအရင်လာမီးတာဒါတော့ကြောင့်ဖွားမြင်မယ်အဲ့ဒါကိုယေရှုလို့မဲ့ရမယ်အဲ့တော့အကောင်းငယ်မှလာမီးတာအကောင်းငယ်မှမာရီယာဘာပြောလဲကိုရောလူတိုင်းဖြစ်ပါစေကိုရောစကားတိုင်းကျမနိုင်ဖြစ်ပါစေ အဲ့လိုပြောပြီးကောင်းကင်ကမှပြန်သွားတဲ့အချိန်မှာပဲဟုတ်တယ်မေရိုမာရီ1မှာ breathe 3ဆွဲတယ်။ဟောဒီရောက်ကြည့်ခြင်းအဖြစ်မေရိုမာရီဟာ အလွန်တရာမှတခိယေရှုခရစ်တော်ကိုအုပ်သုံးပေးထားတာခန္ဓာစိတ်ဝိညာဉ်သူ့ဘိုက်အကုပ်ပေးပလိုက်တာဒါကြောင့် Christmas season မှာနော်မေရိုမာရီအကြောင်းကျွန်တော်တခန္ဓာနာပြောရတယ်။ပေါ့သူ့ရဲ့ပြီးတတ်တဲ့အသက်တာဟောဒီနေ့လောကကြီးမှာလူဟာ ချစ်တဲ့သူဆိုပြီးတယ်ဗျမချစ်တဲ့သူဆိုရင်သူမချစ်မနှက်သက်ကြောင်းမျက်နာပုံစံအမျိုးမျိုးနဲ့သက်သေထူးတယ်ဒါလူသဘာဝပဲအော်ဒီကနေ့ကျွန်တော်လေဖယားကိုချစ်ရင်ဖယားကိုပေးပါပဲဖယားကိုချစ်ရင်ဖယားတောင်းတာကိုပေးဖို့အစဉ်သင့်တယ်အေးဖယားကိုမချစ်ရင်လည်းအမျိုးမျိုးတုံ့ပြန်ပါပဲဒါပေမဲ့မေရိုမာရီကတော့တခီရှုကိုသူချစ်ကြောင်းသူသက်သေပြတာ ဒါကြောင့်လည်းသူ့သက်တာမှာပြီးချင်းနဲ့ပတ်သက်ပြီးနှစ်နှစ်ထောင်ကျော်သွားပြီတဲ့မာရီမေရိုမာရီကလုံးဝနှစ်နှစ်ထောင်ကျော်ကသခင်ရှုခရစ်တော်ကိုပြီးခဲ့တာသူသက်ရှိထင်ရှားမရှိတော့ပေမဲ့သူ့ရဲ့နာမည်နဲ့သူပြီးခဲ့တဲ့အသက်တာအကြောင်းကနှစ်နှစ်ထောင်ကျော်ထိထွန်းလင်းတောက်ပါနေတယ်။ဘာကြောင့်လဲဆိုတော့ဖယားကိုပြီးတတ်တဲ့အသက်တာရှိတယ် ။ဟောဒီယောက်ကြီးရပြီသင်ဟာတတိသင်နဲ့ကျွန်တော်ကသေမှာပဲ။ဟောသင်နဲ့ကျွန်တော်မသေခင်မှာဖခင်အတွက်ကျွန်တော်ကဘာပေးခဲ့မလဲ။မေရမာရီဟာသူ့ဘဝအသက်တာဘိုက်သူ့ရဲ့အပြူကညာဝမ်ဘိုက်ကိုပေးလိုက်တာ။တောက်သူမရှိတော့ပေမဲ့သူ့ရဲ့နာမည်ဟာယနေ့ထိထင်ရှားနေ။လူသားသူသိသွားပေမဲ့သူ့ရဲ့နာမည်မသိတာ။ ပေးခြင်းမှန်လို့ဖြစ်တယ်။အော်ဒီကနေ့ကျွန်တော်တို့သက်တာမှာပေးခြင်းမှန်တဲ့အသက်တာရှိရတယ်။ဒါကြလေကျွန်တော်တို့ကပေးတော့ပေးလိုက်ပေမဲ့လွဲမားစွာပေးခြင်းမှ ဆုံးရှုံးခြင်းလည်းဖြစ်တတ်တယ်။တော့ကျွန်တော်ကလွဲမားတဲ့အထဲမှာပါပဲစစ်မှန်သောပေးတတ်တဲ့အသက်တာဖြစ်ဖို့လေလူတွေဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီမေရိုမာရီနဲ့ပတ်သက်ပြီးသူပေးတတ်တဲ့အရာနော်။နဲ့ပတ်သက်ပြီးအချက်ကလေး၃ချက်ပြောခြင်း ဒါပေမဲ့ run check ကဘာလဲဆိုတော့သူတကီရှုမနော်ဝေးပြီးမယ်ဆိုပြီးဝန်ခံလိုက်တာသူချစ်တဲ့ယောသတ်ထက်ဖယားကိုသူပိုချစ်ကြောင်တတ်တည်ပြတာဒါရမတ်အရေးကြီးတယ်ဟောဒီကနေ့ကျွန်တော်တို့လည်းဘာကိုပိုချစ်တယ်လဲတကယ်လို့ပတ်စံသိချစ်တဲ့သူကမိုးလင်းလာနေပတ်စံရှာဖို့ပဲစဉ်းစားတာအလုတ်သိချစ်တဲ့သူကမိုးလင်းလာနေအလုတ်ပဲစဉ်းစားတာသာသမီသိချစ်တဲ့သူကမိုးလင်းလာနေသာသမီကိစ္စပဲစဉ်းစားတာ ဖျားသိချစ်တဲ့သူကမိုးလင်းတာနဲ့ဖျားအတွက်ဘလို့အသက်ရှင်ရမလဲပဲသူအသက်ရှင်တယ်။အဲဒါကျွန်တော်ရေးချီးတယ်။အကျွန်တော်ဘယ်ဟုတ်ချစ်တယ်။လောကယုံသိချစ်တဲ့သူကလောကအကြောင်းပဲသူအမြဲပြောတယ်။ဖျားကိုသိချစ်တဲ့သူကဖျားကိုသူဘာပေးရမလဲဆိုတာကိုပဲသူစဉ်းစားတတ်တယ်။အဲဒီသူကိုပဲဖျားကလည်းတာဝန်ယူတယ်ဗျ။တောက်ကျန်တာပြောတယ်သူဒီငါ့ကိုချစ်တော့ကြောက်သူ့ကိုငါကယ်နှုတ်မယ်လို့ပြောပါတယ်။ ငိုင်းနာမကိုသိသောကြောင့်သူ့ကိုငါချီးမြှောက်မယ်အဲ့တော့ဖျားကိုချစ်တဲ့သူရဲ့အသက်တာမှာကဲနှုတ်ချက်အမြဲရှိတယ်ဖျားရဲ့နာမကို သိတဲ့သူရဲ့အသက်တာမှာချီးမြှောက်ချက်အမြဲရှိတယ်အေးဖယားနာမမသိဖယားနာမမထီလီစားလို့ဖယားရဲ့နာမဥပခါပြုတဲ့သူတွေရဲ့အသက်တာမှာအတရေရှုံချခြင်းအမြဲခံရဒါကျွန်တော်ပြောတာမဟုတ်ဘေးကပြောတမန်ကျမ်းစာပြောတာဒါကြောင့်မေရိုမာရီသက်တာထူးခြားတယ် သူယောသက်ကိုချစ်နေတာထက် သူဘုရားသခင်ကိုပိုချစ်ပါတယ်လို့တတ်သိထူလို့သူဘိုက်ကိုပေးလိုက်တာပဲသူအသက်တာသူရဲ့အပြိုကညာဝမ်းကိုပေးလိုက်တာဒါနံပါတ်1ဟောဒီနေ့ကျွန်တော်ရဲ့အသက်တာမှာခရစ်စမတ်ကာလမှာကျွန်ဘာကိုချစ်ချောင်းတတ်သိပြမယ်စဉ်းစားဖို့ဖြစ်တယ်။ဟောကျွန်တော်ဘုရားကိုချစ်တယ်ဆိုတာကိုဖျားနဲ့တင်တဲ့ဈာမှာတတ်သိပြနိုင်ဖို့ပဲအရေးကြီးတာပါ။ အဲ့ဒီပုံမှာဖခင်ကတင်တဲ့သူအလုပ်လုပ်မယ်ဆိုတာကိုအားပေးခြင်းနဲ့ကဲဒီမှာနေတွေ့ရချက်ကမေရိုမာရီယာယောသတ်မျက်နာကြည့်တာထက်ဖခင်ရဲ့မျက်နာကိုသူပို့ကြည့်တယ်ဗျတောင်ရှေဘောလူကပြောတယ်ဘာပဲလုပ်လုပ်တဲ့ဖခင်ဘုံထင်ရှားဖို့ပဲအသက်ရှင်ပါတမိုင်းရှေဘောလူကပြောတယ်ဗျ တော့ကျွန်တော်တို့ကဟာလာစားတော်၎င်းအိတ်တော်၎င်းသွားတော်၎င်းနေတော်၎င်းကျွန်တော်ရဲ့ဝိစားစီမှုကျွန်တော်အသက်ရှင်မှုကျွန်တော်သွားလာမှုအားလုံးဟာဖယားဘုံရှုံချမဲ့အရာဆိုရင်မလုံနဲ့တော်လို့ပြောတာဖယားဘုံရှုံချစေတဲ့သွင်ပြင်လက္ခဏာဆိုရက်လိုက်တော့လို့ပြောတာမသိဝိစားစီမှုကဖယားဘုံမထင်ရှားဘူးဆိုမဝင့်နဲ့တော်လို့ပြောတာ တင့်ရဲ့အသက်ရှင်မှုတင့်ပြောဆိုမှုတင့်ရဲ့ဆောင်ရွက်မှုအလုံးထဲမှာဖခင်ဘုန်းတော်အတွက်မပါဘူးဆိုမလုံနဲ့လို့ပြောတာပြောနေတာဖခင်မျက်နာကြီးလို့ပြောတာဒါကြောင့်မေရိုမာရီယာသူချစ်တဲ့ယောသက်မျက်နာထက်ဖခင်မျက်နာကိုသူပိုကြည့်တတ်တယ်တာနမနှစ်ဟောဒီကနေ့ကျွန်တော်တို့ရောဘာကိုပိုကြည့်တာလဲစဉ်းစားဟာလောကသတင်းတွေကိုကြည့်တာလားပြဿနာတွေကြည့်တာလားစိုးရိမ်စရာတွေကြည့်တာလားဒါမို့ဖခင်ရဲ့မျက်နာတော်ကိုများများကြည့်တတ်တာလား ငါပြောလိုက်တဲ့စကားငါနှလုံးသားမှာတွေးနေတဲ့အတွေးငါအသက်တာမှာအသက်ရှင်နေတဲ့အရာတွေဟာဖယားသခင်မျက်နာငင်းစရာ ဖြစ်သွားမလားဒါမို့ဖယားသခင်မျက်နာပွင့်လန်းစရာအသက်တာနဲ့ကျွန်တော်တို့အသက်ရှင်နေလားအဲဒါကျွန်တော်တို့ကစင်ကြင်ရမှာဖြစ်တယ်ကဲဒါမို့တော့နောက်ဆုံးတတိယချက်ကတော့ယောသကမေရောမာရီကိုညူညင်မှာထဖယားသခင်ညူညင်မှာကိုမာရီကပူကြောက်တယ်ဗျ ယောသတ်သူကိုတခုခုညုံညင်ပြီးပြဿနာရှာမှာထဖျားတကယ်ညုံညင်ပြီးဖျားမျက်နာလွှဲသွားမှာသူသိကြောက်ထားကြောင့်မို့လဲသူယောသတ်ကိုတော့မတိုင်မင်တော့ဘဲနဲ့သူ့ရဲ့အပြိုကညာဘောင်းကိုသူပေးလိုက်ပေးလိုက်တောက်ကူဂျန်ရီလီလာနေတဲ့ခေါင်းစဉ်ကယူရှင်းတယ်မွေးနေ့ရှင်ကိုပေးတတ်သူများတကယ်ရှုခရတော်ပေးတတ်သူပေးပိုက်အဲ့တော့ယောသတ်ရဲ့ညုံညင်ခြင်းထဖျားညုံညင်မှာသူအရာ မနစ်မြို့အလုံးမနစ်မြို့တောင်းသူပြီးတောင်းဘုရားသခင်ရဲ့မျက်နှာလွဲခြင်းမခံရပဲမေရောမာရိယာဘုရားရဲ့မျက်နှာမူခြင်းခံရတောင်းသူရဲ့နာမည်ကိုယနေ့ထိဂုံပြုပြီးတော့ပြောဆိုရတယ်။ဘာကြောင့်လဲဘုရားမျက်နှာလွှဲသွားမှသူစိုးရိမ်နေဘုရားညုံညံသွားမှစိုးရိမ်နေဒီနေ့ကျွန်တော်တို့ရောဘသူညုံညံမှစိုးရိမ်နေလဲတခါလေကိုယ့်ရဲ့အလုရှင်ညုံညံမှစိုးရိမ်နေ လောကယာရီယာကိုညှို့ညင်သွားမှာမိတ်ဆွေပေါင်းသင်းကညှို့ညင်သွားမှာမိတ်ဆွေပေါင်းသင်းနဲ့အတူသွားရင်တခွတ်တဖလားလောက်လေးတောက်ပါလားဆိုအော်လူမှုကြီးရတောက်ပြီးရတယ်ပေါ့နမဆိုသူညိုညင်သွားရင်သူနဲ့ကိုနဲ့စီးပွားရေးလုံးလုံးပြေမှာမဟုတ်တော့ဘူးအဲ့ဒါနဲ့တောက်ရင်းနဲ့အရက်ဆွဲတော့ပလောက်ဝမ်းနေစရာကောင်း social drink ဟလာလူမှုကြီးရတောက်啊လူမှုကြီးရတောက်ရင်းနဲ့မတောက်ရင်မနေနိုင်တော့ အဲ့ဒါဖယားညိုညံမှာကြောက်တာတဲ့မိတ်ဆွေပေါင်းစင်ညိုညံမှာကြောက်သူပဲတောင်မာရီကတော့ခပ်ပြက်ပြက်ပဲသူကယောသက်ညိုညံမှာတဲ့ဖယားညိုညံမှာကြောက်တယ်ဒါကြောင့်ယောသက်ကိုဘာမှတော့မတိုင်မင်တော့ဖယားကိုပဲတန်းပေးပလိုက်ဒါကြောင့်သူ့နာမည်ကနှစ်နှစ်ထောင်ကျော်ထိရှင်သန်သွားခေါင်းကြီးနဲ့သင်သက်တာရှင်သန်ခြင်းသင်နာမည်ရှင်သန်ခြင်းသင်ဘဝရှင်သန်ခြင်းဖယားနဲ့ပတ်သက်ရင်အမြင် yes ထောက်တာ တကယ်စန်းဒီမှာအလုတ်နဲ့ဖះရနဲ့ဖះเจ้าနဲ့တွင်ဟာဖះเจ้าကြိုက်တဲ့ချိန်သွားလို့ရတယ်ဒီအလုတ်ကအရေးကြီးတယ်ဆိုဖះเจ้าကိုဖြတ်ပြီးအလုတ်သွားလို့ရောက်စန်းဒီမှာခီးထွက်ဖို့ရှင်ဟာရတယ်ဖះเจ้าကအွန်လိုင်းနဲ့နားထောင်လို့ရတယ်ဒီခီးစရာမသွားလို့မြောက်ဖြတ်ပြီးရောက်အောင်ခီးစင်သွားအဲ့ဒါသတိထားဖះရတဲ့ရှင်ဖះပဲဦးစားပေးရတောင်းဆရာဘာပြောတာကိုကျွန်တော်သဘောချတယ် လောကမှာတဲ့ဘုရားနဲ့ပတ်သက်ပြီးအရေးပေါ်တွေသိပ်များတယ်။အာဘုရားကြောင့်သွားမယ့်အချိန်မှာအရေးပေါ်တွေကြောင့်ဟိုပြေးဒီပြေးဟိုပြေးဒီပြေးအရေးပေါ်တွေများရင်တဲ့တနေ့သင်ဘုရားရှိမှာအယောပြန်ပေးရမယ်။ဟာဘုရားနဲ့ရှင်လိုက်အခြားအရာအရေးပေါ်များတော့အာဘုရားကြောင့်ရတယ်အီးစိမသွားလို့ရတယ်ဘုရားရှိခိုးတာအီးစိမရှိခိုးလို့ရတယ်ဒီကိစ္စအရေးကြီးတယ်။အရေးပေါ်ကြီးပဲသူ့ဘဝမှာအဲ့အရေးပေါ်တွေသိပ်များလွားရင်သိပ်များလာရင်တနေ့ဘုရားရှိကိုသင်အယောပြန်ပေးရမယ်အဲ့ကိစ္စပဲ။ တောင်မေရိုမာရီသတ်တာလိလာကြည့်သူ့မှာအရေးပေါ်မရှိဘူးဖျားနဲ့ပတ်တိုက်ရင်အဆင်သင့်မယ်သူကဒီကနေ့ချက်တော်ညီကိုမောင်မအားပေးခြင်းတယ်ကျွန်တော်ရဲ့အသက်တာမှာဖျားနဲ့ပတ်တိုက်ရင်အဆင်သင့်မယ်ကြိုက်တဲ့ချိန်ပြောဖျားနဲ့ပတ်တိုက်ရင်ကျွန်မအဆင်သင့်မယ်ကျွန်တော်အဆင်သင့်မယ်အဲ့ဒီလိုလူမျိုးနဲ့ဖျားတကယ်များများအလုပ်လုပ်တာဖြစ်တယ်သိရောဖျားတကယ်စကားပြောပါစေတောင်ဒီကနေ့ကျွန်တော်ဆင်ခြင်စရာက အဲ့ဒီဖရားတော်အစင်သင့်ရှိတဲ့သူနဲ့ပဲဖရားကလည်းအစင်သင့်ပြန်လုတ်ပေးတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့မေရိုမာရီရဲ့အသက်တာမှာယောသမျက်နာရင်းယောသရဲ့အနေထိုက်သူဘာမှမကြည့်တကယ်သူသိတ်ချစ်တာယောသကိုချစ်နေတာ။ဒါပေမဲ့သူသိတ်ချစ်တဲ့ယောသထက်ဖရားသခင်ကိုပိုချစ်ပါတယ်ဆိုတော့သက်တည်ပြပလိုက်တိုင်းပါ။တောင်ဒီနေ့ကျွန်တော်တို့လောကရဲ့ဘာတွေသိတ်ချစ်နေလဲ။ ဒီနေ့ Christmas မှာအဲ့ဒါဒီထဖရားသခင်ကိုကျွန်မပူချစ်တယ်ယေရှုခရစ်တော်ကိုကျွန်မသိချစ်တယ်ဆိုတာသက်သေပြသောသူများဖြစ်ပါစေလို့အားပေးရင်းနောက်ဆုံးဖြစ်ပြန်လေးတစ်ခုပြောပြီးတော့ကျွန်တော်ဤကုန်းချုပ်ခြင်းနဲ့ဒါကတော့ကျွန်တော်တန်ပုံထဲမှာအလုံးနာမည်ကြီးတဲ့နော်ဓမ္မချင်းလေးရှိပါတယ်အဲ့ဒါကတော့တန်ပုံထဲမှာ အမှတ်စဉ်196မှာနော်ဓာတ်ရုပ်ပြည့်နဲ့ဝန်ငယ်ချင်းများခံရမိတ်ဆွေယေရှုရှိနော် What a friend we have in Jesus ။အဲဒီအချက်ကိုရေးတဲ့တေးဆရာကသူ့နာမည် Joseph Craven လို့ခေါ်ပါတယ်။သူကတန်ရာတန်ချက်တွေများလုံးတယ်။သူ့ဘဝလည်းတော်ပြီးစားမေရမာရီသက်တာလို့ပဲ။သူမနက်မှလက်ထက်မယ်ဒီကနေ့ညနေမှာသူ့ကောင်မလေးနဲ့သူနဲ့ရေသွားကူတာကောင်မလေးရေနဲ့တည်သွားတယ်။လက်ထက်ပွဲကဇာဗနာပွဲဖြစ်သွားတာ။တကယ်သူကအိုင်လန်နိုင်ငံသား။အဲဒီအနီမှာသူကကနေဒါကိုပြောင်းသွားတယ်။ ခင်ဗျားတို့ပြောင်းသွားတဲ့အချိန်မှာပဲသူ့အမေကလည်းဖြားတယ်ပဲဖြားတော့အမေကလည်းသိတဲ့အတိုင်းပဲသူ့သားဂျူးဇက်စခရီဗင်ချီကနေစီဘူးလီတောင်းတော့သူ့သားကလည်းဘာမှပို့နိုင်တော့အမေရဲ့ကျော်သချင်းလေးတစ်ပုဒ်ပို့ပေးမယ်ဆိုတော့အဲ့ဒီသချင်းကိုရေးပြီးပို့လိုက်တာငါတို့ပြည်နယ်ဝန်ထမ်းချင်းများခိုင်ရန်မိတ်ဆွေယေရှုရှိဆုတောင်းခြင်းဖြင့်ထံတော်ချင်းကခွင့်သည်အံ့ဖွယ်ဖြစ်ပေ၏ဒီဒီမသချင်းလေးကိုသူ့အမေကစူရင်းနဲ့ဒီသချင်းကိုဖတ်ရင်းနဲ့ကျမ်းမာခြင်းမှာရလာတယ် နောက်ဆုံးအဲ့ဒါကိုတန်စင်ထိပ်ပြီးဆိုတဲ့အခါဒီကနေ့ကပေါ့မှာအလွန်နာမည်ကြီးရဲ့သခြင်းဘုံဖြစ်လာတယ်။ကြောင့်ဒီ Joseph Scriving ကသူ့ရီးစားတည်လို့သူက ခဲနေတာကိုပြောင်းသွားတာ။သူ့အမေနေမကောင်းလို့ဒီသခြင်းကိုဆက်ပြစ်တာ။ကောင်းမလေးတည်လို့ဒီသခြင်းဆက်ပြစ်တာ။အကြီးကောင်းမလေးသာမတည်ခဲ့ရင်အမေသာမဖျားခဲ့ရင်ဒီသခြင်းရလာမှာမဟုတ်ဘူး။ခရီးအောင်ကြည့်ခြင်းအပြင်ကျွန်တော်တို့သက်တာမှာတချို့အရာတွေကအခက်အခဲတွေရှိလို့သင်ဖို့ရင့်ကျက်လာတာ။ တချို့ယာရီကတင့်ဘောမှာတိတ်ပြီးတစ်ချိန်လုံးအစင်မပြေမှုတွေများလို့သင်ဟာဖယောင်းကိုပိုအားကိုတက်လာတာတခါလေတင့်တတမှာချောမွေးမှုတွေမရှိလို့ဖယောင်းကိုပိုကြိတ်တက်လာတာအဲ့ဒါဂုဏ်ယူစရာပဲဂုဏ်ယူစရာပဲတောင်ဂျိုးဇက်ခရစ်ဗန်တတမှာဒါရီမရှိခဲ့ဒီလိုမဖြစ်ခင်ဒီသချင်းကြီးလဲပေါ်လာမှာမဟုတ်ဘူးတောင်ဂျိုးဇက်ခရစ်ဗန်ကအသက်66နှစ်မှာသူဘုန်းတော်ဝင်စားတယ် သူရေးသမျှသချင်းထဲမှာဒီငါတို့ပြည့်နေဝမ်းနေခြင်းများခံရမိတ်ဆွေယေရှုရှိနော် what a friend we have in jesus ဒီသချင်းကကဘာကျော်တဲ့သချင်းပဲဒီစရလေဒီအင်ဖြစ်လာတော့မဟုတ်သူ့မှာဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်လာတာအော်ဒီကနေ့လောကမှာလူကစင်လုံးကြောမှကြိုက်တယ်ဒါပေမဲ့ဖခင်ကဒဏ်ရာဒဏ်ချက်များလေသူ့ပို့ကြိုက်တယ်ကောင်းမဒိုင်းဟာတန်ချက်တွေကိုအနာချက်အောင်လုပ်တာအတော်ဆုံးကကျွန်တော်ကိုယ်ွယ်တဲ့ဘုရားသခင်ဖြစ်တယ် စုတ်ပြတ်တတ်တဲ့ဘဝတွေကိုလှအောင်ဖန်တီးတာအတော်ဆုံးကဘုရားသခင်ပဲခြေမွားနေတဲ့အရာတွေကိုပြန်ဆက်တာလှအောင်အလုတ်တ်ဆုံးကဘုရားသခင်ပဲဒီမေရမာရီလေသူဘဝဘလောက်ခြေမွားဘလောက်ခံစားသူပိုက်ထဲမှာဒီတခိရှုခရစ်တော်ကိုပရိသတ်ဆွဲတဲ့အခါမှာယောသကိုလည်းကောင်းကင်မှာသွားပြောထားတယ်သေချာထိမ့်သိမ့်ပါတယ်ယောသကထိမ့်သိမ့်လို့မထိမ့်သိမ့်မဲနဲ့မေရမာရီကို ဒီပရိသတ်တွေဟာကျွန်တော်နဲ့မဆိုင်ပါဘူးလို့လူရှိမှသာ သွားပြောလိုက်မေရမာရီအိတ်ခိယဆိုဂင်းနဲ့ပေါက်ခံရမှာသူတို့ဂျူးတွေမှာစိစက်ပြီးသားမိန်းကလေးတစ်ယောက်ကယောက်ျားတစ်ယောက်နဲ့အဲ့ဒီယောက်ျားနဲ့စိစက်ထားတဲ့ယောက်ျားနဲ့မဟုတ်ပဲအခြားတစ်ယောက်ယောက်နဲ့ကိုဝင်ရှိသွားရင်ဂင်းနဲ့ပေါက်သားဒါမှယောသတ်အသိတော်တယ်ပရိသတ်မေရမာရီမှာရှိနေအောင်သူသိတဲ့အကြောင်းသူအသာလေးစွန့်ခွာဖို့စဉ်းစားတာဒါပေမဲ့ကောင်းကင်ကလာပြောတယ်မစွန့်နဲ့ထိမ့်သိမ့်ပါတယ်သူထိမ့်သိမ့်တယ် ဘယ်သူနဲ့တော့မဆိုင်ပေမဲ့တန်ရှင်းလုံးဝိညာဉ်တော်နဲ့မွေးတဲ့သခင်ယေရှုခရစ်တော်ဖြစ်ကြောင်သူဝန်ခံတယ်အကြီးယောလကသာတခုခုညင်းဆူလိုက်ပြီဒါကျွန်တော်ရဲ့ပြည်သူတွေမဟုတ်ဘူးလို့ပြောလိုက်တာနဲ့အကုန်ငဲနဲ့ပေါက်သက်တော့မှာအဲ့ဒါဂျူးတုံးကမယ်တော့ဒီအောင်ကြည့်ကြမယ်မေရော်မာရီဘလောက်ခံစားအနေနဲ့သိမြားတယ်အမှားမခံဘူးအတိုင်းဝိုင်းတခုလုံးကသူ့ကိုပြက်ပလိုက်ပါယောသကသူ့ကိုစွန့်သွားနိုင်တယ်ဒါပေမဲ့သူချစ်တဲ့စိတ်နဲ့ yes လုပ်လိုက်တာ နှစ်နှစ်ထောင်ကျော်ထိသူ့နာမည်မသိတော့ဒီကနေ့ကျွန်တော်ဖယားနဲ့ပတ်သက်ရင်ဦးစားပေးဖယားတွက်ဆိုပူပြီးအာယုံဆိုင်ဖယားနဲ့ပတ်သက်ရင်မလျှော့နဲ့ဖယားနဲ့ပတ်သက်ရင်ထိတ်ဆုံးမှသာထားပလိုက်အဲ့ဒီဖယားအသိကိုအကောင်းဆုံးလှောက်ဆောင်ပေးမှဖြစ်တယ်ကျွန်တော်ရောက်ချင်းစီတိုင်းဖြားရှင်ကောင်းကြည့်ပြပါစေ။ညီသက်ချင်းရှိပါစေ။ကျွန်တော်ဒီသင်္ကန်းစာကတော့လာမယ့်တနင်္လာနေ့ကျွန်တော်ရှစ်ရက်နေ့ တတိယနေ့ညနေ3နာရီခွဲမှာကျွန်တော်ဒုတိယတယောက်ကိုဆက်နားထောင်မှာဖြစ်တယ်ဒီကနေ့ကတော့ပထမတယောက်မေရိုမာရီအချောင်းကိုဆင်ခြင်ခွန်အားယူခဲ့တာဖြစ်တယ်နားထောင်သူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေကျွန်တော်ကြောင့်ညာဇေယကတော့နှစ်ဖန်နနအာယုံဦးကျွန်တော်အသင်းတော်မှာ6နာရီကနေ7နာရီအတွင်းမှာရှိပါတယ်နှစ်ဖန်တော့ကျွန်တော်ဒီဇင်ဘာလရဲ့ပထမဆုံးစနေနေ့ဖြစ်တဲ့ကြောင့်အာယုံနဲ့တူပွဲတော်မင်္ဂလာရှိပါတယ်။အဲကျွန်တော်ပဲဓမ္မဒေသနာဝင်ခါမှာဖြစ်လို့ပွဲတော်မင်္ဂလာကိုလည်းဥဆောင်သွားမှာဖြစ်ပါတယ်။ကျွန်တော်တနင်္ဂနွေနေ့ ခုနှစ်ရက်နေ့မှာတော့အဲကျွန်တော်တို့နာ9နာရီနေ့7နာရီအတွင်းမှာကျွန်တော်တို့ချက်ရင်ယုံကြည်နေချင်းတဲ့တော့မှာတတိယနေ့ဝတ်ပြုကိုးပွယ်ခြင်းနဲ့ပေါ်တော်မင်္ဂလာရှိပါလေကျွန်တော်တို့အဲ့ဒီမှာလေကျော်ပဲထောက်ပတ်တော်ဝင်ငှမှာဖြစ်တယ်အဲအွန်လိုင်းကနေပေါ်တော်ခိုင်လူသောသူများမျိုးတွေအိမ်ဒီမှာပြင်ဆင်ထားနိုင်လို့ကျွန်တော်တို့ချက်ကိုလာတော်သူများတို့ဆန်ဒီမှာအကုန်ပြင်ဆင်ထားမှာဖြစ်တယ်နောက်ပါအာယုံမှာလည်းအကုန်လုံးပေါ်တော်မုံနေစရိများကျွန်တော်ပြင်ဆင်ထားမှာဖြစ်တယ်ဆန်ဒီကတော့ဒီ page ကနေပဲကျွန်တော်တို့ YouTube နဲ့ Facebook Live လင်ပေးမှာဖြစ်တယ်ကျွန်တော်နှုတ်ကတော်ဝင်ငါမှာဖြစ်လို့တိသက်ရှင်ဆောအောင်မျိုးရဲ့အကုန်လုံးချီးမွမ်းခြင်းနဲ့ worship ကိုလည်းဦးဆောင်ခြင်းများကိုကျွန်တော်တို့တကဝမ်းမြောက်စွာချီးမွမ်းကြမှာဖြစ်ပါတယ်။ဒါကြောင့်အားလုံးပဲရောက်လာနိုင်ကြောင်းလာရောက်နိုင်ကြောင်းနှုတ်ထွေးစွာဖြင့်ကျေးဇူးပါတယ်။ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ညီသက်ချင်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။ဆက်တောင်းကြပါစို့။ ခမီးတော်သားတော်တန်ရှင်တော်ဘုန်းကြီးနော်သုံးပါးတစုဖျားထံတော်ပါမကောင်းကြီးဖျားဖျားသည်ဘုန်းကြီးရှင်များမင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝန်စားတော်သူများနဲ့ချစ်ချစ်သူအွန်လိုင်းပရိသတ်များနံပါတ်9 9 7 5 6 မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တကောင်ကြည်နေတဲ့ online ပရိသတ်များအထူးသဖြင့်နေတိုင်းနောက်ကတော်ကိုနားထောင်သောသူများနဲ့တကွချီးရှုခွန်အားယူတဲ့ဓမ္မပရိသတ်များမွေးနေ့တော် Christmas Gala အချိန်မှာသခင်ကိုကျွန်တော်ပြီးပါမည်ဟုနှလုံးသားခန္ဓာစိတ်ဝိညာဉ်ပြီးပါမည်လို့ဝန်ခံတဲ့သင်တို့အားလုံးနဲ့တကွမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစင်းမြဲကောင်းကြီးဖြာဖြာတက်ရောက်တည်ရှိလျက်တည်နေပါစေသောအာမင် ယေရှုတမရချစ်စုတို့အားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေ။ညီတချင်းရှိပါစေ။ကျွန်တော်အားလုံးကိုစွတ်တောင်းပေးလျက်ရှိပါれ။ချစ်စုတို့အားလုံးပေါ်၌ညီတချင်းနဲ့ရှင်နဲ့ကောင်းချီးဖျက်ပြတိုက်ရောက်ပါစေ။ Merry Christmas to you all. Thank you all.